အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မြောက်ဖို့ပြင်မဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကိုကဲမဲ့မှာကိုရဲ့အိမ်လိပ်စာတို့ဆိုင်လိပ်စာတို့ပေါ့နော်ထည့်လို့ရမယ့်နီးလန်းလေးကိုပြန်လည်မြောက်ဖို့ပြေးတော်မှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့နီးပညာနဲ့ပတ်သက်တဲ့ဘဝတုဒ္တာလေးလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုကြပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကိုကဲမဲ့ထဲကိုဝင်လိုက်ပါမယ်ဗျာ ဟုတ်ကဲ့ဒီကျွန်တော်လေးတောင်ဝိုက်ပြထားတဲ့ကိုကဲမဲ့လေးတွေကိုဝင်လိုက်ပါမယ်အဲကိုကဲမဲ့တဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့အခုကျွန်တော်လေးတောင်ဝိုက်ပြတဲ့ဒီ contribute ဆိုတာလေးပေါ့နော်ဒီအပေါင်းလက္ခဏာလေးနဲ့ဟုတ်ကဲ့အဲ့လေးတွေကိုဝင်လိုက်ပါမယ်ဗျပြန်တော့ကျွန်တော်တို့အဲလိပ်စာထဲမှာဖြစ်တဲ့အတွက်ဒီ app လေးဆိုတာလေးပေါ့နော် ခုကျွန်တော်၄တောင်းဝိုက်ပြထားတာလေအဲ့ဒါလေးတွေကိုဝင်လိုက်ပါမယ်အဲဟုတ်ကဲ့ပြီးသွားရင်တော့ကျွန်တော်တို့ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့အဲဆိုင်လိပ်စာတို့ပေါ့နော်ဟောဆိုင်လိပ်စာမို့အိမ်ဆိုင်ဆိုလဲဆိုင်နာမည်ပေါ့နော်အိမ်ဆိုလဲအဲ channel name တို့ကျွန်တော်တို့ဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဥပမာအနေနဲ့ပဲကျွန်တော်နာမည်စလုံးအတူကောင်းလေးကိုအဲ sign လိပ်စာ sign name အနေနဲ့ပေါ့နော်အဲဥပမာအနေနဲ့ထည့်ပြလိုက်ပါမယ် ဟုတ်ကဲ့ဒါဆိုရင်တော့ရတော့ပြီပေါ့နော်ပြီးရင်ဒုတိယနေရာမှာတော့ဒီကိတ်ကိုဒီဆွဲနေရာလေးမှာတော့ကျွန်တော်တို့အဲကျွန်တော်တို့ရဲ့ဆိုင်ရပေါ့နော်အာဆိုင်လဲဆိုတာကိုထည့်ပြရမှာဖြစ်ပါလေဒီထဲမှာဆိုရင်အဆုံးပါပေါ့နော်ဒီမှာကျွန်တော်တို့စားတောက်ဆိုင်ဆိုရင်လဲ food and drink အမမောစူပါမားကတ်တွေပါတယ်ဆိုရင်လဲ shopping တို့တခြား service ဆိုင်နေပေါ့နော်အဆုံးဒီမှာ hotel တွေကစပြီးကျွန်တော်တို့ရွေးလို့ရပါတယ်ကျွန်တော်ကတော့ food and drink ကိုပဲဥပမာအနေနဲ့ထည့်ပြလိုက်ပါမယ်ဗျာ ်ဖွဲ့အရွင်ထဲမှာတောင်မှကျွန်တော်တို့ဒီထဲမှာအများကြီးရှိတယ်ပေါ့နော်အဲစားတောက်ဆိုင်တို့ဘာကလေးတွေဘားတွေကော်ဖီရှော့တွေအဲကော်ဖီရှော့ပဲကျွန်တော်ကတော့ထည့်လိုက်ပါမယ်ဟုတ်ကဲ့ပြီးတော့ရနော်ကျွန်တော်တို့ဒီမှာဒီနေရာမှာတော့ကျွန်တော်တို့လိမ့်စာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်တို့လိမ့်စာတည်တယ်ဆိုရင်လဲဒီထဲမှာလိမ့်စာရိုက်ရှာပြီးထည့်လို့ရလို့ဒါမှမဟုတ်လိမ့်စာကိုအဲရိုက်မထည့်ရဘူးဆိုရင်လဲကျွန်တော်တို့ဒီမှာခုဒီဟာလေးတွေကိုဝင်ပြီးတော့အဲကို location ကိုထည့်လို့ရတယ်ပေါ့နော် ဟုတ်ကဲ့အခုကျွန်တော်ကတော့ဒီအောက်ကခုကျွန်တော်ဒီမြားထုတ်ပြတာလေးတွေကိုဝင်ထည့်ပြပါမယ်ဗျ။ဟုတ်ကဲ့ပြီးသွားရင်တော့ကျွန်တော်တို့ရဲ့နေရာတိကျကိုအဲဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မှာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့အဲကျွန်တော်တို့ဟိုဟာပေါ့နော် GPS ဖွင့်ပေးရမှာပေါ့နော်ကိုယ့်ရဲ့ location ကိုအဲဒါဆိုရင် ကျွန်တော်တို့ဒီ ရားလေးကိုကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်ပါပါမင်းဖွင့်ပေးရမှာပေါ့နော် only this me ဆိုတာလေးကိုဒီတိုင်းလေးပေါ်လိုက်နှိပ်ပေးလိုက်ရပါတယ်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အဲဆိုင်လိပ်စာအိမ်လိပ်စာပဲဖြစ်ဖြစ်ပေါ့နော်ဒီနေရာမှာပြပေးနေအဲဒါအစဉ်ပြေပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်ရပါပြီဗျ အဲဒါဆိုရင်တော့အစွမ်းတော့ကျွန်တော်တို့ရဲ့လိပ်စာအဲဒီနေရာမှာလာပေါ်သွားပြီပေါ့နော်ဟုတ်ကဲ့ဒီနေ့တိုင်းမထည့်ကြဘူးဆိုရင်လည်းကျွန်တော်တို့ဒီနေရာမှာလိပ်စာကိုအဲကိုလိပ်စာတိကျကိုရိုက်ထည့်လို့ရပါတယ်ဗျပြန်တော့ကျွန်တော်တို့ဒီအောက်မှာတော့ကျွန်တော်တို့အဲဒါလေးတွေဖြစ်ပေးရမှာပေါ့နော်အဲကျွန်တော်တို့ရဲ့ဆိုင်က ဘယ်ချိန်ကနေဘယ်ချိန်ထိလှုပ်လှုပ်တယ်ဆိုတာကိုကျွန်တော်တို့ဒီထဲမှာရွေးပြီးတော့ဖြစ်ပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ထည့်မပြတော့ဘူးပေါ့နော်အဲပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ဆိုင်ဖုန်းနံပါတ်တွေထည့်လို့ရပါတယ်ပြီးရင်တော့ website ရှင်လဲ website ထည့်လို့ရပါတယ်ဗျဟုတ်ကဲ့အကုန်လုံးထည့်ပြီးပြီးအစဉ်ပြေပြီးဆိုရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့ submit ဆိုတာလေးကိုနှိပ်လို့ရပါတယ်အဲနောက်ထပ်ဓာတ်ပုံထည့်ခြင်းထည့်ခြင်းလဲဆိုရင်လည်းကျွန်တော်တို့ဒီမှာ app photo ဆိုတာလေးရှိတယ်ပေါ့နော်အဲအကုန်လုံးအစဉ်ပြေပြီးအဲဖုန်းနံပါတ်တွေရောနံကိုဆိုင်ဖွင့်ငိမ့်နေနံပါတ်တွေလိပ်စာတွေကုန်ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ဆုံးသားမှာရှိတဲ့အခုကျွန်တော်များထုတ်ပြတဲ့ဒီ submit ဆိုတာလေးကိုနှိပ်ပြီးတော့ပို့လိုက်ရင်ရပါပြီဗျဒါဆိုရင်ကျွန်တော်တို့ရဲ့အဲဆိုင်လိပ်စာအိမ်လိပ်စာကိုကဲမဲ့ပေါ်မှာကျွန်တော်တို့တင်မိတာဖြစ်သွားပြီပေါ့နော် ဟုတ်ကဲ့ဒီနီလန်းလေးအတိုင်းကျွန်တော်တို့ကိုယ့်ရဲ့ဆိုင်လိပ်စာရင်းလိပ်စာတွေကိုလိုက်ထည့်ကြည့်လို့ရပါတယ်ဗျဒီနေ့ကျွန်တော်ပြန်လည်းမျှဝေပေးခဲ့တာကတော့ Google Map မှာကိုယ့်ရဲ့ဆိုင်နေလိပ်စာအိမ်လိပ်စာတွေထည့်လို့ရမယ်နီလန်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်